မြေဈိမပြည်သက်များအောင်မဲ့မင်္ဂလာပါဇွန်လ16ရက်နေ့ည9:00နာရီတမြေဈိမပရိုင်တိုင်းမြေဈိမသတင်းစီစဉ်ကနေကြိုဆိုပါရစေကျွန်တော်ဆိုင်းခမ်းပါအခုတင်ဆက်ပေးမယ့်သတင်းတွေကတော့ဒွန်ဆန်းစုကြည်နဲ့တမရဦးဝင်းမြင့်တို့ရဲ့တရားခွင် CCTV မှတ်တမ်းဂါဒီယန်သတင်းဌာနဖော်ပြတဲ့သတင်းပလဝမြို့နယ်ဟာချင်းပြည်ဖြစ်တယ်လို့ချင်းညီနောင်တပ်ဖွဲ့ပြောတဲ့သတင်းဒွန်ဆန်းစုကြည်မွေးနေ့ဆုတောင်းရုတ်တံဖိုင်တတ်မှတ်နှုန်ပြတဲ့သတင်း ပုံနှကျွန်းမှာစစ်ဘေးရှောင်စခန်းရင်းနှီးမြုပ်ခဲ့ပြီးမုတ်တုံလေကြောင့်မိုးရွာသွန်းမှုတွေဆက်ရှိနိုင်တဲ့အကြောင်းနဲ့အမေရိကန်ကအရှိအလယ်ပိုင်းကိုတိုက်လေရင်တွေဆွေးလွှတ်တဲ့နိုင်ငံတကာသတင်းပြင်နောက်ဆုံးရကုန်စည်နှုန်းနဲ့တခြားရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါဒေါ်ဆန်းစုကြည်နဲ့တမရဥဝင်းမြင့်တို့ရဲ့တရားခွင် CCTV မှတ်တမ်း Guardian သတင်းဌာနဖော်ပြတဲ့သတင်းနဲ့ဆက်လက်အောင်ပါ စစ်ကောင်စီလက်အောက်မှာအကျဉ်းချနေရတဲ့နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်တို့အမှုရင်ဆိုင်နေရတဲ့တရားခွင် CCTV မှတ်တမ်းကို Guardian သတင်းဌာနကဒီကနေ့ဇွန်လ18ရက်နေ့မှာဖော်ပြလာပါတယ်။ရုပ်တံမှတ်တမ်းမှာတွေ့ရှိရတဲ့နေဆွဲအရ2022ခုနှစ်ဩဂတ်လနဲ့ဒီဇင်ဘာလတွေအတွင်းက CCTV မှတ်တမ်းတွေဆိုတာကိုတွေ့ရှိရပါတယ်။ 2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာဗိုလ်ချုပ်မှုကြီးမဲအောင်လိုင်ခေါင်းဆောင်နဲ့စစ်ကောင်စီကနိုင်ငံတော်အာဏာကိုသိမ်းယူပြီးတဲ့နောက်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်နဲ့နိုင်ငံတော်တမ္မတဦးဝင်းမြင့်တို့ကိုဖမ်းဆီးပြီးပုံမှန်အများပြားနဲ့အမှုဖွင့်ခဲ့ပြီးတဲ့နောက်တရားစွဲဆိုထားတာဖြစ်ပါတယ်။ ာဏာသိမ်းပြီးတဲ့နောက်စစ်ကောင်စီကနိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်ကိုအမှုပေါင်း16မှုနဲ့ထောင်ဒဏ်33နှစ်ချမှတ်ခဲ့ပြီး2023ခုနှစ်ဩဂတ်စ်လထဲမှာအမှုတချို့ကို ပြည်တံလုံငင်းခွင့်ပေးခဲ့ပြီးတဲ့နောက်ထောင်ဒဏ်28နှစ်ဆက်လက်ချမှတ်ထားပါတယ်ခင်ဗျာပလောဝမြို့နယ်ဟာချင်းပြည်ဖြစ်တယ်လို့ချင်းညီနောင်တပ်ဖွဲ့ပြောတဲ့သတင်းနဲ့ဆက်ရအောင်ပါပလဝမြို့နယ်ဟာချင်းပြည်နယ်ဖြစ်တယ်လို့ချင်းညီနောင်တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူဆလိုင်းရောမန်ကပြောဆိုလိုက်ပါတယ်။ ရခိုင်မျိုးသားအဖွဲ့ချုပ်အရခတက်တော် ULAAA ကဖွဲ့စည်းလိုက်တဲ့ရခိုင်ပြည်ရဲ့ခရိုင်၈ခုမှာပလောဝခရိုင်ကိုထည့်သွင်းဖွဲ့စည်းတက်မှတ်ခဲ့တယ်လို့ရခိုင်ပြည်နယ်အခြေစိုက်နင်းစရာမီဒီယာကနေဇွန်လ12ရက်နေ့ကသတင်းဖော်ပြခဲ့တာပါအဲ့လိုထည့်သွင်းမှုကိုချင်းဖွဲ့စည်းတွေနဲ့ချင်းလူမျိုးတွေကြားဝေဖန်ပြောဆိုမှုတွေမြင့်တက်ခဲ့ကြပြီးဒီကနေ့အွန်လိုင်းကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာမျိုးစိမရဲ့မေးမြန်းမှုအပေါ်ချင်းညောင်တပ်ဖွဲ့ရဲ့သဘောထားကိုဖြေကြားခဲ့တာဖြစ်ပါတယ် ပလဝဟာချင်းပြည်ဆိုတာကိုချင်းညောင်ဖွဲ့အားလုံးကတညီတညွတ်တည်းယုံကြည်လက်ခံကြတယ်ဆိုတာပြောလိုပါတယ်။ဒါကညီနောင်တယ်မကတနိုင်ငံလုံးကတည်ကြပါတယ်လို့ချင်းညောင်တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူဆလိုင်းယောမန်ကပြောပါတယ်။ ULAA ဟာအိန္ဒိချင်းကောင်းထက်ပိုတဲ့ရဲဘော်ရဲဘက်တွေဖြစ်ပြီးတော်လိုင်းကာလာမှာနိုင်ငံရေးအမျက်ထုတ်လို့တဲ့သဘောနဲ့လူမျိုးရေးမုံတီးစေဖို့ပြောဆိုမှုတွေကိုတတိထားဖို့လိုတယ်လို့သူကဆိုပါတယ်။ လဝခရိုင်ကိုရခိုင်ပြည်နယ်အတွင်းထည့်သွင်းဖွဲ့စည်းမှုနဲ့ပတ်သက်ပြီး ULAA ကတရားဝင်သတင်းထုတ်ပြန်ကြေညာလာတာမရှိသလိုအရခတတ်တော်ကောင်းဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်းပလဝဟာချင်းပြည်ဖြစ်တယ်လို့မီဒီယာတွေနဲ့တွေ့ဆုံမေးမြန်းစဉ်ကဖြေကြားထားပြီးဖြစ်ကြောင်းဆလိုင်းယုံမန်ကဆက်ပြောပါတယ်။ တို့အနေနဲ့သွေးချင်းညီအကိုရဲဘော်ရဲဘက်တွေနဲ့အိမ်နှင်းကောင်းတွေဖြစ်စေဖို့အခက်အခဲပြဿနာတွေကိုစပွဲဝိုင်းပေါ်မှာငြိမ်းချမ်းစွာဖြေရှာပြီးအပြန်လန်အချိုးပြုနေထိုင်သွားမှာဖြစ်ကြောင်းသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။တရင်တင်ပြီးနိုင်ပိုင်းတွင်ပြန်လည်ဖြုတ်ချခဲ့တဲ့ရခိုင်ပြည်နယ်ဖွဲ့စည်းတပ်မတ်မှုမှာမောင်တော်စစ်သွေးမြောက်ဦးမင်းပြကြောက်ဖြူတောင်ကုန်းတန်တွဲနဲ့ချင်းပြည်နယ်တောင်ပိုင်းပလောဝခရိုင်တို့ဖြစ်တယ်လို့နင်းစရာမီဒီယာက ဖော်ပြခဲ့ပါဗျာ။ ရခိုင်ပြည်နယ်နဲ့နယ်မြေထိဆက်နေပြီးအိန္ဒိယနိုင်ငံနဲ့ချုပ်ဆိုထားတဲ့ကလတန်မြေကျောင်းဘက်ဆောင်တုံးတည်ယူပို့ဆောင်ရေးစင်ကြံလန်းစီမံကိန်းလမ်းကြောင်းပေါ်မှာတည်ရှိတဲ့ပလဝဟာစစ်ရေးနိုင်ငံရေးနဲ့စီးပွားရေးအချက်ချာကြားတဲ့နေရာတစ်ခုပါပလဝါမြို့ကိုအရခတတ်တော်က2024ခုနှစ်ဇန်နဝါရီလ14ရက်နေ့မှာစစ်ကောင်စီစီကနေတိုက်ခိုက်သိမ်းယူပြီးတဲ့နောက်အုတ်ချုပ်ရေးနဲ့တရားစီရင်မှုတွေကိုတာဝန်ယူဆောင်ရွက်နေပါတယ်ခင်ဗျာ ပုံနှကျုံးမှာဆေးဘေးရှောင်စခန်းရင်းနှင်းမြုံနေပြီးမုတ်တုံလေကြောင့်မိုးရွာသွန်းမှုတွေဆက်ရှိနိုင်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်ပုံနှကျုံးမြို့မှာမိုးတဲထန်စွာရွာသွန်းမှုကြောင့်အိမ်တော်စု200ကျော်ရှိတဲ့ဆေးဘေးရှောင်စခန်းရင်းနှင်းမြုံနေပြီးအရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့သတင်းရရှိပါတယ်။ ပုံနဲ့ကျွမျိုးမှာဇွန်လ16ရက်နေ့ကစလို့ငိုးတဲထန်စွာရွာသွန်းပြီးတောင်ကျရေစီးဆင်းမှုတွေအတွင်းဆွေပြေးရှောင်းနေနေထိုင်တဲ့နေရာမှာဒီကနေ့မနက်ပိုင်းကစလို့ရေကြီးနေမြုပ်မှုတွေဖြစ်ပွားနေတာပါရေကြီးနေမြုပ်နေတဲ့ဆွေပြေးရှောင်းစခန်းမှာနေထိုင်သူတွေဟာလွန်ခဲ့တဲ့တနှစ်ခွဲလောက်ကတည်းကစစ်ကောင်စီတပ်နဲ့အာရခတပ်တော်တို့အကြားတိုက်ပွဲတွေကြောင့်ဆွေပြေးတိမ်းရှောင်နေကြသူတွေဖြစ်ပါတယ် လက်ရှိဆေးဘေးရှောင်စခန်းရေကြီးနှမြုံမှုကြောင့်အမိုးကနေရာထိုင်ခင်းနဲ့စားနပ်ရိက္ခာအကူအညီတွေရေးပေါ်လိုအပ်နေတယ်လို့သိရပါဗျ။ဒီကနေ့ဇွန်လ16ရက်နေ့မနက်9:00နာရီခွဲချိန်တိုင်းထွာချက်အရဘင်္ဂလားပင်လယ်ော်မှာမုတ်တုံလေအားကောင်းနေပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံအနောက်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရေဝန်းဟာဆက်လက်တည်ရှိနေတယ်လို့မိုးစလာဌာနကသတင်းထုတ်ပြန်ထားပါဗျ။ မြန်မာနိုင်ငံတဝမ်းမှာဒီကနေ့ညနေပိုင်းအထိမိုးရွာသွန်းမှုတွေရှိနိုင်ပြီးနောက်နေ့ရက်အတွင်းပဲခူးတိုင်း၊စကိုင်းတိုင်းအထက်ပိုင်းတနင်္လာရီတိုင်းကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တွေမှာမိုးထစ်ခြုံပြီးနေရာကွက်မိုးကြီးနိုင်တယ်လို့မိုးစလာကဖော်ပြထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်ရဆိုင်ရာစီမံခန့်ခွဲဝင်ကြီးဌာန MOH DM ကလည်းဇွန်လ21ရက်နေ့နဲ့22ရက်နေ့တွေမှာလေးပွေလိုင်းတွေရဲ့အချိန်ကြောင်းသကိုင်းတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တွေမှာနေရာကွက်မိုးကြီးနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။ အဲဒါကြောင့်မြစ်ချောင်းတွေဆယ်နဲ့ရေလောင်တမန်တွေအနီးနေထိုင်သူတွေအနေနဲ့မိုးလေဝသတရင်ကို အထူးသတိပြုနားထောင်ပြီးရေကြီးရေရှမ်းမှုအန္တရာယ်နဲ့ရုတ်တရက်ရေလွှမ်းမှုမှုအန္တရာယ်ကိုသတိပြုကြဖို့ MOHE DM ကတိုက်တွန်းထားပါရယ်ခင်ဗျာဒေါန်ဆန်းစုကြည်မွေးနေ့စုတောင်းရုတ်တန်ဖိုင်တတ်မှတ်နှုန်း၈000ပြည့်သွားတဲ့အကြောင်းကိုပြောပြပေးပါမယ် အာနာဒိန်စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံထားရတဲ့နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒုံဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အတွက်မွေးနေ့ဆုတောင်းရုပ်တံဖိုင်တွေဟာတတ်မှတ်ထားတဲ့နှုံ800ပြည့်သွားပြီဖြစ်တယ်လို့ Soup Aid Birthday Campaign မှာပါဝင်သူကိုကလိုစေးထူးကမျက်စိမှောက်ပြောပါရယ်မနက်ဖြန်စွန်လ16ရက်နေ့ဟာနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ပါ။သူမရဲ့မွေးနေ့မှာ ဒေါ်ဆန်းစုကြည်ကိုမွေးနေ့ဆူတောင်းပေးထားတဲ့ရုပ်တံပေါင်းတောင်းနဲ့ချီစူဆောင်းပြီးဂင်းနစ်စံချိန်တင်မဲ့လှုပ်ရှားမှုပြုလုပ်နေကြတာဖြစ်ပါတယ်။ဒီစီစဉ်မှာပူပေါင်းပါဝင်ကြဖို့လည်းဒေါ်ဆန်းစုကြည်ရဲ့သားငယ်ကင်အဲရစ်တော်လန်နုပညာရှင်တွေနဲ့တော်လန်ရဲ့အင်အားစုတွေကလှုံ့ဆော်ထားကြပါတယ်။ဗီဒီယိုလက်ခံမဲ့ရက်ကိုဗီဒိန်စံတော်ချိန်ဇွန်လ16ရက်နေ့ည7:00နာရီတက်မှတ်ထားပြီးရုပ်တံဖိုင်တွေကိုမြန်မာစံတော်ချိန်ဇွန်လ20ရက်နေ့မနက်6:00နာရီအထိပေးပို့နိုင်ကြမှာပါ။ ဒါပေမဲ့တတ်မှတ်ကာလမြမစံတော်ချိန်အရတရက်ကြံနေသေးတဲ့အချိန်မှာမွေးနေ့ဆိုတောင်းဗီဒီယိုဖိုင်တတ်မှတ်နှုန်းပြေးသွားတာဖြစ်ပါတယ်။2016ခုနှစ်ကအိန္ဒိယနိုင်ငံဘာသာရေးခေါင်းဆောင်တဦးအတွက်မွေးနေ့ဆိုတောင်းတဲ့ရုပ်တံပေါင်း3200ကျော်အထိလက်ခံရရှိခဲ့ပြီးကမ္ဘာပေါ်မှာမွေးနေ့ဆိုတောင်းဗီဒီယိုအများဆုံးရရှိသူဖြစ် Guinness မှတ်တမ်းတင်ထားပါတယ်။ လက်ရှိမှာတော့ဒေါန်ဆန်းစုကြည်အတွက်မိုးနေ့ဆူတောင်းတဲ့ဗီဒီယိုဖိုင်တွေဟာအရင်စံချိန်ထက်ကျော်လွန်သွားခဲ့ပြီးဂင်းနစ်စံချိန်ချိုးသွားပြီလို့ Soup Eighty Birthday Campaign တာဝန်ရှိသူကပြောကြားထားပါတယ်ခင်ဗျာအခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုရှုစားမှာဖြစ်ပါတယ်အမေရိကန်ကအရှိအလဲပိုင်းကိုတိုက်လေရင်နေဆွေလွှတ်လိုက်ပြီးအီရန်ကလည်းဒုံးကျည်တွေအသင့်ပြင်ထားတဲ့သတင်းကိုမြစ်စီမာဝိုင်းတို့သူရွန်းရွန်းကတင်ဆက်ပေးမှာပါ အမေရိကန်အနေနဲ့စစ်ပွဲမှာပေါင်းဝင်လာပါကအရှေ့လယ်ပိုင်းမှာရှိတဲ့အမေရိကန်အခြေစိုက်စခန်းတွေကိုတိုက်ခိုက်ဖို့အီရန်ကဒုံးကျည်တွေအသင့်ပြင်ထားကြောင်းနဲ့ဟော်မုတ်ရေလက်ကြားမှာလည်းမိုင်းတွေချထားမယ်လို့အီရန်ယာရှိတွေက ပြောကြောင်း The New York Times ကဖော်ပြပါတယ်။အထူးသဖြင့်အီရန်ရဲ့ဖော်တိုယူရေနီယံတပ်စင်စက်ရုံလို့နျူကလ িয়ার ပစ်မှတ်တွေကိုအမေရိကန်ကတိုက်ခိုက်လာပါကအီရန်နဲ့မဟာမိတ်တွေကလက်တော့ပြန်တိုက်ခိုက်လာမှာကိုလည်းအမေရိကန်စစ်ကောင်းဆောင်တွေကစိုးရိမ်မှုရှိနေပါတယ်။ အမေရိကန်ဟာအာရဗ်စော်ဘားများပြည်တော်စုဂျော်ဒန်နဲ့ဆော်ဒီအာရေဗျတလွာဒေသတွင်းအခြေစိုက်စခန်းများရှိတပ်ဖွဲ့ဝင်၄000ကျော်ကိုလည်းတက်လှမ်းထားပြီးဖြစ်ပါတယ်အမေရိကစစ်တပ်ဟာအရှေ့လယ်ပိုင်းမှာတိုက်လေရင်တွေထပ်မံတပ်ဖြန့်ထားပြီးတော့စစ်လေရင်တွေလည်းထပ်တိုးထားခြင်းကြောင့်စစ်လေရင်တွေလည်းထပ်တိုးထားခြင်းဖြင့်အင်အားဖြည့်တင်းနေတယ်လို့အမေရိကန်ယာရှိသုံးဦးကပြောပါတယ်။ မေရိကန်သမ္မတဂျွန်နယ်ထရန့်ကအစ္စရေးရဲ့တိုက်ခိုက်မှုတွေပါပါဝင်ဖို့စဉ်းစားနေချိန်မှာအခုလိုတက်ပြတ်မှုတွေဖြစ်ပေါ်လာတယ်လို့အမေရိကန်မီဒီယာတွေကဖော်ပြပါဗျာ။ ထရမ်ဟာအင်ကာနေကအင်ဖြူတော်မှာနိုင်ငံတော်လုံခြုံရေးအဖွဲ့နဲ့တနင်္လာနေ့မိနစ်20ကြာအစည်းအဝေးပြုလုပ်ခဲ့ပြီးအစ္စရေးနဲ့အီရန်ကြားပြင်းထန်တဲ့ပဋိပက္ခတွေနဲ့ပတ်သက်ပြီးတော့ရွေးချယ်စရာနည်းလမ်းတွေကိုပြန်လည်သုံးသပ်ခဲ့ပါတယ်။အရှေ့အလယ်ပိုင်းမှာအင်အားဖြည့်တင်ဖို့အတွက် F-60, F-22 နဲ့ F-35 အပါအဝင် တိုက်လေယာဉ်တွေကိုလည်းဆေလွှတ်ခဲ့တယ်လို့အမေရိကန်အရာရှိတအူးကအတည်ပြုပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးဖိတ်ဟဆက်ကအဆိုပါတက်ဖြန့်ချထားမှုတွေဟာကာကွယ်ရေးစီမံချက်ဖြစ်ကြောင်းနဲ့အရှေ့အလယ်ပိုင်းမှာရှိနေတဲ့အမေရိကန်တပ်ဖွဲ့တွေကိုအီရန်နဲ့သူ့ရဲ့ဒေတာတွင်းမဟာမိတ်တွေရဲ့လက်တော့ပြန်နိုင်တဲ့အနေရကကာကွယ်ဖို့ရှိရဲကြောင်းပြောကြားထားပါတယ်။အမေရိကန်ကာကွယ်ရေးအရာရှိတအူးကလည်းမြေထဲပင်လယ်အရှေ့ဘက်မှာအမေရိကန်ရေတပ်ကစစ်သည်မော်တွေတပ်မှန်တပ်ဖြန့်ထားဖို့အတွက်အင်ကာနေကအကြံပြုခဲ့ပါတယ်။ အဲ့ဒီစစ်သည်မော်တွေမှာပက်ထိန်ဒုံးချီတွေကိုဈာဖြတ်ဖြက်စီးနိုင်တဲ့လက်နက်တွေတပ်ဆင်ထားမှဖြစ်ပါတယ်။အမေရိကန်ဟာအရှိအလယ်ပိုင်းမှာအင်အားများပြားတပ်ဖြန့်ထားပြီးရန်သူဒုံးချီတွေကိုပစ်ချနိုင်တဲ့လေကြောင်းကာကွယ်ရေးစနစ်တိုက်လေရင်နေနဲ့စစ်သည်မော်တွေလည်းရှိနေပါတယ်ရှင်။ထိုင်းနယ်စပ်ပြဿနာအတွက်လူထုထောက်ခံမှုရဖို့ကြီးမားတဲ့လူအုပ်ကြီးကိုကမ္ဘောဒီးယားအစိုးရစုဝေးတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံနဲ့မကြသေးမီကဖြစ်ပွားခဲ့တဲ့နေဆက်အငင်းပွားမှုမှာအစိုးရရဲ့လှုပ်ဆောင်ချက်တွေကိုလူထုထောက်ခံမှုရဖို့အတွက်တရားဝင်စုဝေးဆန္ဒပြပွဲကြီးတရက်ပြုလုပ်နိုင်ဖို့တောင်းပေါင်းများစွာတဲ့ကမ္ဘောဒီးယားနိုင်ငံသားတွေဖနွမ်းပင်မြို့မှာဗုဒ္ဓုံတွေကလမ်းမတွေပေါ်ထွက်လာခဲ့ကြပါတယ်။ထိုင်းနေဆက်မှာနေရာယူထားတဲ့တပ်ဖွဲ့တွေနဲ့ကမ္ဘောဒီးယားအစိုးရကိုထောက်ခံရေးသွေးစည်းညီညွတ်မှုချစ်တပ်ပွဲကြီးမှာပါဝင်ဆင်နွှဲနိုင်ဖို့ဝန်ကြီးချုပ်ဟွန်မာနက်စ်ရဲ့ညီ ဒုဝန်ကြီးချုပ်ဟွန်မန်နီကောင်းဆောင်နဲ့ကြီးမားတဲ့လူအုပ်ကြီးတွေဟာလမ်းမတွေပေါ်ထွက်လာခဲ့ကြတာဖြစ်ပါတယ်။ဟိုမာနက်စ်နဲ့တူဖခင်ခေါင်းဆောင်ဟောင်းဟွန်ဆန်တို့ရဲ့ဓာတ်ပုံတွေနဲ့အလံတွေကိုကင်ဆောင်ပြီးထောက်ခံသူလူအုပ်ကြီးကဖနွမ်းပင်မြို့လယ်မှာရှိတဲ့လွတ်လပ်ရေးထိမ်းမှကြောက်တိုင်ရှိရာကိုခြိတက်ဆန္ဒပြခဲ့ကြတာပါ။မြစင်းအောင်တတိကံနေမီလို့တည်ကြတဲ့အငင်းပွားဒေတာမှာနှစ်ဖက်တပ်ဖွဲ့တွေအပြန်အလှန်ပစ်ခတ်ခဲ့ကြရာ မေလ28ရက်နေ့ကကမ္ဘောဒီးယားစစ်သားတို့တေဆုံခဲ့ပါတယ်။အဲ့ဒီတရိကန်နေမီဟာထိုင်းလာအိုကမ္ဘောဒီးယားသုံးနိုင်ငံစုံရဒေတာဖြစ်ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားစစ်တပ်နှစ်ခုစလုံးကမိမိကိုယ်ကိုခုခံကာကွယ်ရေးအတွက် ပြစ်ခတ်ခဲ့ရတာလို့ပြောထားကြပါတယ်။အငင်းဘွားနေရာ၄နေရာအတွက်ကူညီဖြည့်ရှင်ပေးဖို့ကမ္ဘောဒီးယားနိုင်ငံကနိုင်ငံတကာတရားရုံး ICJ ကိုပန်ကြားထားတာပါ။အဲ့ဒီနေရာ၄နေရာဟာ ပြီးခဲ့တဲ့လကပြစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နေရာနဲ့ရှီဟောင်ဖျားကျောင်းတွေ ရှိတဲ့၃နေရာတို့ဖြစ်ကြပါတယ်။နောက်ထပ်စစ်ရေးတိုက်ပွဲတွေမဖြစ်ပွားစေဖို့ကာကွယ်တဲ့အနေနဲ့အဲ့ဒီလိုလုပ်ခဲ့ရတာဖြစ်ကြောင်းကမ္ဘောဒီးယားကောင်ဆောင်တွေကထပ်တည်းလည်းပြောကြားထားပါတယ်။ထိုင်းနိုင်ငံနဲ့ငြိမ်းချမ်းရေးနဲ့ပူးပေါင်းဆောင်ရွက်မှုကိုဆက်လက်ထိန်းသိမ်းထားလိုပါကြောင်းဟွန်မန်နက်စ်ကအင်္ဂါနေ့ညနေမှာပြောခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ချစ်ကြည်ရင်းနှီးမှုနဲ့ကောင်းမွန်တဲ့ပူးပေါင်းဆောင်ရွက်မှုကိုဆက်လက်ထိန်းသိမ်းထားဖို့အတွက်အခုလို ICJ ကိုတိုင်ကြားခဲ့တာဟာကျွန်တော်တို့ရဲ့အကောင်းဆုံးရွေးချယ်မှုပါပဲလို့သူကပြောပါတယ်။မကြသေးမီကပြုလုပ်ခဲ့တဲ့နေဆက်ဖြတ်ကျော်မှုကန့်သက်ချက်တွေကိုပြန်လည်ရုပ်သိမ်းပေးဖို့တောင်းဆိုချက်ဘန်ကောက်ကညှင်းဆိုခဲ့ပြီးတဲ့နောက်ထိုင်းနိုင်ငံကတစ်တီးတွေနဲ့ဟင်းဒီဟင်းရွက်တွေတင့်သွင်းတာကိုကမ္ဘောဒီးယားနိုင်ငံကအင်္ဂါနေ့မှာပြင်ပင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံကဇက်လန်းတွေရုတ်တံအစီအစဉ်တွေနဲ့ရုပ်ရှင်တွေကိုပြသခြင်းမပြုဖို့ကမ္ဘောဒီးယားနိုင်ငံကပိတ်ပင်ထားတာပါအတုံးများထင်ရှားတဲ့နေဆက်ဂိတ်ကိုလည်းပိတ်ထားလိုက်ပြီးထိုင်းနိုင်ငံကအင်တာနက်ကိုလည်းဖြတ်တောက်ထားပါတယ်ဆက်ဆံရေးပုံမှန်ပြန်ဖြည့်ရေးမှာ ထိုင်းအနာပိုင်းတွေအပေါ်သာမူတည်နေတယ်လို့ဟိုမာနက်စ်ကအင်္ဂါနေ့မှာပြောပါတယ်အခုတော့ဘောလုံးကထိုင်းကွင်းထဲမှာထိုင်းစစ်တပ်ပတ်မှာပါလို့သူကဆက်လက်ပြောကြားခဲ့ပါတယ် ထိုင်းကလည်းညှိနှိုင်းဆွေးနွေးအဖြစ်ရှာလိုကြောင်းပြောကြားထားပြီးတရားမဝင်ဆက်သွယ်မှုတွေမပြုလုပ်ဖို့ကမ္ဘောဒီးယားနိုင်ငံကိုတိုက်တွန်းပြောကြားထားပါတယ်။ဟွန်ဆန်ရဲ့ဒေါသတကြီးဝင်ရောက်ဆွတ်ဖက်ပြောဆိုမှုတွေကိုရည်ညွှန်းပြောဆိုပုံရပါတယ်။ဟွန်ဆန်ဟာ2023ခုနှစ်ကယာဒူးကနှုတ်ထွက်ခဲ့ပေမဲ့အခုအထိဩဇာအာဏာကြီးမာစေရှိနေတာပါ။ နယ်စပ်ပြဿနာဟာအင်ဒိုချိုင်းနာဒေသကိုပြင်သစ်တို့တင်ပိုက်ထားတဲ့အချိန်ကီလိုမီတာ800မိုင်900နယ်စပ်ကို ပြင်သစ်တို့20ရာစုအစောပိုင်းကရေဆွဲစဉ်ကလေးကပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။အရင်ကနယ်စပ်ဖျားချောင်းကိစ္စနယ်မြေအငင်းပွားမှု ပေါ်ပေါက်ခဲ့ရမှာလဲကမ္ဘောဒီးယားနိုင်ငံဟာ ICJ ရဲ့အကူအညီကိုတောင်းခံခဲ့ပူပါတယ်။ အငင်းပွားပရိဟာဘီဟီယာဖျားကြောင်းကို ကမ္ဘောဒီးယားနိုင်ငံကပိုင်ဆိုင်တယ်လို့တရားရုံးက1962ခုနှစ်မှာဆုံးဖြတ်ခဲ့ပါတယ်။ဖျားကြောင်းနဲ့ကက်လျက်နေရာကိုလည်း ICJ ကကမ္ဘောဒီးယားနိုင်ငံကို2013ခုနှစ်မှာပေးရခဲ့တာပါ။ထိုင်းနိုင်ငံကတော့တရားရုံးရဲ့စီရင်ပိုင်ခွင့်ကိုလက်မခံဘူးလို့ပြောကြားခဲ့ပါတယ်။2008ခုနှစ်ကတည်းကဒေတာတွင် နေမည်အငင်းပွားမှုတွေကြောင့်ဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုတွေအတွင်း28ဦးသေဆုံးခဲ့ရပြီးဖြစ်ပါတယ်။ ်အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေး73စီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်ဒါတွေကိုတော့မျိုးစိမဝိုင်းတော်သားကိုမြတ်သူရာကစုစည်းတင်ဆက်ပေးထားတာဖြစ်ပါတယ်ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်ဈေး2100ကျပ်ပြင်ပပေါင်ဈေး2550ကျပ် စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စဉ်1638.51ဂျန်ပြင်ပပေါင်စဉ်3559ဂျန်ဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စဉ်2429.38ဂျန်ပြင်ပပေါင်စဉ်9236ဂျန်ထိုင်းဘတ်တဘတ်ကိုစစ်ကောင်စီတတ်မှတ်စဉ်64.69ကျပ်ပြင်ပပေါင်စဉ်139.8ကျပ် လေရှာတရင်ကကိုစစ်ကောင်စီတတ်မှတ်စဉ်494ဒသမ8ခွန်ကျပ်ပြင်ပပေါင်စဉ်1082ကျပ်ပေါင်စဉ်ရှိပါတယ်။ပေါ်ပြပါငွေလက်လက်နှုတ်တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုတ်တွေကတော့အခောက်ရွှေတစ်ကျပ်သားကို ရွှေကုန်တဲ့အသင်းတတ်မှတ်စဉ်59ဒိန်ကျပ်ပြင်ပပေါင်စဉ်89ဒိန် 6တောင်းကျန်15ဘဲတစ်ချက်သားကိုရွှေကုံတဲ့အတင်းသတ်မှတ်စေ55သိန်း3150ကျန်ပြင်ပပေါင်စေ84သိန်း9တောင်းကျန်ပေါင်စေရှိပါတယ်။ပေါ်ပြပါရွှေစင်းတို့တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73ဒီဇယ်တို့တွေကတော့ဒီဇယ်တလီတာကို2410ကျန်ပရီမီယံဒီဇယ်တလီတာကို2960ကျန် Outdate 92 litre ကို2850ချက် Outdate 95 litre ကို2915ချက်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါ73စီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရစောင်းစီဈေးနှုန်းတွေကတော့စောင်းစီတပိတ်သားကိုစက်ကောင်စီတတ်မှတ်စီ6130ချက်ပြင်ပပေါက်ဈေး8000ချက်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ် ယ်။တမင်းစီမပရိုင်တိုင်းမင်းစီမသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါ။ကြည့်ရှုအားပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါရစေ။မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ။